တွန်တင်းမြို့နယ်ပန်းလှိုင်တရားတဝိုက်တောင်ထိုးနေတဲ့မြင်းလူကျုံးပေါ်ကကျူးကျော်တဲပေါင်း9000ကျော်ကိုရဲနဲ့စီပင်ဝန်ထမ်းအင်အား100ကျော်ကစတင်ဖျက်ဆီးပြီးနောက်တည့်ရက်ဇန်နဝါရီ15ရက်နေ့မှာဝန်ထမ်းအင်အားကို900အထိတိုးမြင့်ပြီးဖယ်ရှားခဲ့ပါတယ်။လှိုင်တရားမှာအိမ်ငှားနေရတဲ့အခက်ခဲဖြစ်နေတဲ့ဒေါ်မြင့်ထွေးကပန်းလှိုင်မြင့်နေပြီးအိုးအိမ်မဲ့သူတွေယာယီနေထိုင်ခွင့်ပေးရကြလို့ပြောင်းရွှေ့နေတာရပ်ပိုင်းမဲ့ရှိသေးပြီးအခုတော့သဘုံဝင်စည်းတယ်လို့မျိုးဖျက်ဆီးခံလိုက်ရတယ်လို့ဆိုပါတယ်။ ဟိုဥစ္စာမနေ့ကျရင်လူလူနဲ့ဝိုင်းပြောဖြတ်ပေးပါမယ်ဆိုမရဘူးဒိုးရတဲ့ဖြတ်စည်းရေးသမားတွေတဲ့ဖြတ်စည်းဖို့ငှားလာလို့လိုက်လာတာတဲ့ဆိုပြီးတော့အကုန်လုံးဝိုင်းပြောဓာရီနဲ့ခုတ်တွတ်တေအကုန်လုံးပိန်လိန်အကုန်လုံးဖြတ်စည်းပြလိုက်ပါတယ်အာဖြတ်စည်းရဲပြီးလဲပြီးတော့နောက်ဖက်ကဟုံးကြောင်းနောက်မှာအင်ဂျီလေးတွေရှိပါလိမ့်ရဲ့အဲ့အင်ဂျီလေးတွေကိုလူတွေအခုဆင်းပေးမဆင်းရင်လူတွေကိုထိကြိုက်ကုန်မဲဆိုပြီးတော့တခါဖြတ်ဖြတ်စည်းပါတယ်အဲ့လိုအဲ့လိုဖြတ်စည်းတော့အခုပြည်သူလူထုတွေတော်တော်နင့်နာဆုံးရှုံးသွားပါတယ် အိုက်ပြည်သူလူထုတွေနာဆုံးရှုံးတဲ့အတွက်သူတို့ကလေဖြက်လဲဖြက်တယ်ဖြက်ယုံနေမဟုတ်ဘူးအခုကဟိုတဘုံနေဝင်စည်းတယ်လို့ပဲဖြက်စည်းယုံနေမဟုတ်ဘူးအိမ်နေဖြက်စည်းယုံနေမဟုတ်ဘူးအိမ်နေဘောကတချို့ဆိုတာလဘတ်တွေနဲ့ငိုးထားတာပေါ့နော်အိုက်တာလဘတ်တွေဆန်ကြံရင်ဆန်တန်အိုးကြံရင်တန်အိုးဓာတ်တွေဓာတ်အကုန်လုံးတိတ်သွားတယ်အခုရဲတွေကခေါ်လာတဲ့လူထုတွေကအဲ့လိုအကုန်သွားပါတယ်ကျူးကျော်ဒယ်ရီဖေရှားပြီးဖို့တပတ်လောက်တာကြိုတင်ကြောင်းကြားခဲ့မယ်ဆိုရင် ကိုပိုင်ပစ္စည်းလေးတွေထုတ်ပိုးသိမ်းဆည်းနိုင်မှာဖြစ်ပေမဲ့အခုတော့အိမ်သုံးဆောင်ပစ္စည်းတွေအားလုံးမရှိတော့သလိုကျူးကျော်ဆောက်ဖို့ချီးချားတဲ့ငွေပါအကျွေးတင်ရပြီလို့မအေးဝင်းကဆိုပါတယ်။ဟိုဟုံးတိုင်းနဲ့ကြာတော့အမားတွေလမ်းဖြန်ပြီးတော့နိုးတယ်ပေါ့နော်။အဲ့ချိန်မှာနောက်ကဘလို့អော်လဲဆိုတော့ဒီသရားရဲ့ပတ်ဝန်းကျင်မှာမနေဖို့ဖယ်ရှားပေးဖို့អော်လဲអော်ဖြစ်လဲဖြစ်တယ်ပေါ့နော်။ဟိုမှာဖုံးတော်ကြီးចောင်းဆိုလို့ဆိုရင်တော့အတင်းဝင်ပြီးတော့ခုတ်တဲ့ထစ်တဲ့အချိန်မှာဖုံးဖုံးဖျားဘလို့ဖြစ်နေလဲဆိုတော့ ဖျားလေးတစုကိုပေါ့နော်ပိုက်ပြီးတော့ဆင့်ကြည့်ရတဲ့အဆင့်ကိုရောက်ပါတယ်လူတွေကြပြန်တော့လည်းဘယ်လိုဖြစ်လဲဆိုဆင်းညာဆင်းညာမဆင်းလို့ဆင်းရင်ဟလာခုံမှာပဲဆိုတော့လူတွေလည်းအားလုံးကြောက်ကြောက်လန့်လန့်နဲ့ဘယ်ပစ္စည်းကိုမှမယူရဘဲနဲ့ပျက်စီးပြီးတော့ဆင့်ကြည့်ရပါတယ်ခုသူတို့လာပြီးတော့ဖြတ်တဲ့အဖွဲကနော်သူတို့လိုခမဲလက်ပတ်အနီတွေနဲ့ပေါ့နော်လက်ပတ်အနီတွေနဲ့လာပြီးတော့အမားတို့ကတော့နားမလဲဘူးပေါ့နော်သူတို့ရဲ့နိုင်ငံရေးကိုအမားတို့ကတော့နားမလဲဘူးပေါ့ဒါပေမဲ့အတင်းအဲ့လိုခုတ်ထစ်ပြီးတော့လုတ်ယုံတင်မကပါဘူးခေါင်းမိုးမိုးထားတဲ့ကာဗွန်လေးတွေကိုလည်း တို့တွေကအထုပ်တွေဘိုးတွေတဲကိုထည့်ယူသွားပါတယ်။စံတွေဒံအိုးတွေကိုလည်းထည့်ယူသွားကြပါတယ်သူတို့ဟုတ်လားအမအနေနဲ့ပြောချင်တာကတော့ဘောနောတကယ်လို့သူတို့တွေဖယ်ရှားရမယ်ဆိုလို့ချင်းကြိုတင်စားလွှာကိုကမ်းဖို့ကောင်းပါတယ်နောက်တစ်ခါကြိုတင်ပြီးတော့ရက်ဥပမာတပတ်ကျော်လောက်ကနေပြီးတော့ကျင်ချမယ်ဆိုရင်တော့အမတို့ဖယ်ချိန်ရှားချိန်ရှိတယ်ပေါ့နော်အခုတော့အမတို့မှာငွေရိုးတွေနဲ့လည်းယူပြီးတော့အိုးအိမ်တွေလည်းအမတို့မှာစောက်ကြတယ်အမတို့မှာအခုစားဖို့တောက်ဖို့ကလည်းမဲ့သွားပြီးနေဖို့လည်းအခုအမတို့မဲ့သွားပြီး အမားတို့စီးစင်းများတ냐ရှိရငွေလေးတွေဆွဲတာလဲအမားတို့မှကျွေးတွေတင်ခဲ့ပြီပေါ့နော်အဲ့ဒါလေးကိုကိုနေကနိုင်ငံတော်သမရိုင်းညာကူညီနိုင်မယ်ဆိုရင်လည်းကူညီပေးပါအမေစုကိုယ်တိုင်လာကူညီနိုင်မယ်ဆိုရင်လည်းကူညီပေးပါအမပြီးခဲ့တဲ့စီးကိန်းစတင်ချိန်မှာလှိုင်းသားရကကျူးကျော်တဲရီစတင်ဖေရှားခိုင်းခဲ့လို့ပန်းလိုက်မြည့်ရဲ့တွန်တေးပဲချန်တတာအောင်မှာကျူးကျော်တဲပေါင်းထောင်းနေချီအရှူရှူပေါ်လာခဲ့ပါတယ်ကျူးကျော်အများစုဟာ ARD တိုင်းဒေသခံတွေဖြစ်ပြီး နာဂေအဘီရန်ကုန်ကိုပြောင်းရွှေ့လာကြတဲ့တုံရာဂျပန်လောက်ကင်စားတောက်သူတွေဖြစ်ပါတယ်။